မှာရှိတဲ့မိသားစုတွေရောက်ရှိလာကြတဲ့သူတော်ကောင်းတွေနေရာနေခင်ဖို့အရေးတကြီးတရဏဂုံသုံးပါအဲ့ဒါခြုံများတရဏဂုံကိုလုံးခြုံလုံးခြုံအေးချမ်းသည်အဲ့ဒါဘုရားတရဏဂုံကိုလုံးခြုံလုံးခြုံအေးချမ်းသည်ဓမ္မတရဏဂုံကိုလုံးခြုံလုံးခြုံအေးချမ်းသည်တန်ခါတရဏဂုံကိုလုံးချုံလုံးညုံလေးကြံသည်ဆိုဘုရားကိုဘွားပြီးတော့ဒီပေါ့အဲ့ဒါဆိုရင် တရားတခုကြောင့်ပြန်ကင်းပြီးတော့ချမ်းသာလေးအဲ့တရားကုံတော်တွေပွားပြီးတော့နေပေါ့ဒါပရိစိတ်တာတော့ဘုရားရှိခိုးတော်တို့ပြောတာပါပဲ။နောက်တန်ခါကုံတွေပွားပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒါဘုရားကင်းပြီးတော့လုံးဆုံးပါတယ်။ဒါကြောင့်တရဏဂုံကိုချုပ်ရပါ။ပြီးရင်ဘာလို့လဲဆိုတော့၅ပါးသီလစုံအောင်လေးတဲ့အဲ့ဒါဆိုရင်ဘုရားကင်းပြီးချမ်းသာပြီ။အဲစကားတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင် မင်္ဂလာရှိအောင်လေကျက်တည်ရှိအောင်လေမင်္ဂလာရှိရင်ဘေးရန်ကင်းတယ်ကျက်တည်ရှိချမ်းသာတယ်အဲဆိုတော့ဒီမှာနေရတဲ့မိသားစုတွေမင်္ဂလာရှိအောင်လေဆိုရင်ဘေးရန်ကင်းကြပါမယ်ကျက်တည်ရှိအောင်နေကြမယ်ဆိုရင်ချမ်းသာတယ်ချမ်းသာပြီးတော့ရင်းအေးတဲ့ဘဝကိုပိုင်ဆိုင်ရနိုင်တယ်ဒါဆိုရင်ကဲမင်္ဂလာရှိအောင်ဘယ်လိုနေရမလဲဆိုတော့မကောင်းမှုရှောင်ပြီးတော့နေရင်မင်္ဂလာရှိတယ်ကဲမင်္ဂလာရှိခြင်းဘယ်လိုနေရပါ့မလဲ မကောင်းမှုရှောင်ပါပဲမကောင်းမှုဆိုတာ10မျိုးပါပဲကိုယ်နဲ့ပတ်သက်တဲ့မကောင်းမှုနှုတ်နဲ့ပတ်သက်တဲ့မကောင်းမှုစိတ်နဲ့ပတ်သက်တဲ့မကောင်းမှုဆိုပြီးတော့ကာယကံ3ပါ၊ဝစီကံ4ပါ၊မနောကံ3ပါအဲ့ဒါရှောင်ရင်မင်္ဂလာရှိတယ်။ကာယကံ3ပါပါတော့ဆိုတော့ဉာဏ်သက်သာ၊ဉာဏ်ပစ္စည်းဥစ္စာကိုရာကာမဂုဏ်ရှိစိတ်ကနဲ့မနေတာပေါ့။မှန်ပါဗျာ။အဲ့ဒါပဲကိုယ်နဲ့ပတ်သက်တဲ့မကောင်းမှုကတစ်ခေါက်ပြန်ပြောမယ်သူတော်ဘာသက်သာ၊နှိစ္စတာ၊ညင်ပါတာ အနဘနဲ့စဉ္းပြစ္ဆေဥစာခေါ်တာအနဘ၃ကာမဂုဏ်ကြီးမဆောင်မဲ့နဲ့စီးပြက်ကမ်းပြနေတာအဲဒီဘုံမကိုလုံးဆောင်နေရင်ဘေးရကင်းပြီးတော့ချမ်းသာနေမယ်မင်္ဂလာနဲ့ရှိတယ်အဲဒါမင်္ဂလာရှိဖို့သူကနေဆက်တတ်ဖြတ်ခြင်းအဲလောက်ကြတဲ့ဆိုလည်းမလုပ်ဘူးပေါ့နော်အဲဒါမင်္ဂလာရှိနေကြတာပေါ့နာမည်နာပြစ္ဆေဥစာတစီရတစီတော့မချက်စီရဘူးခိုးရဘူးဒါဆိုရင်မင်္ဂလာရှိတယ်နောက်ကားမလို့ ရှိနေတာနဲ့လေဒါဆိုမြင်္ဂလာရှိတယ်။နောက်ဝစီကလေးပါမလင်ရဘူးဆဲဆိုပြီးတော့နေရဘူးသုံးတိုက်စကားတွေမပြောရဘူးတဲ့။ကြံတန်းစကားတွေပြောရအောင်။အဲ့ဒါဆိုရင်မြင်္ဂလာရှိနှုတ်နဲ့ပတ်သက်တဲ့မြင်္ဂလာ။ပြီးတော့မလင်မညာလို့ရှိရင်နေတိုင်းတဲ့ဘဝနန်းချောင်းနေမှန်နေပေါ့။အော်မဆဲမဆိုမကြမ်းမတမ်းနေတယ်ဆိုလို့ရှိရင်လက်ဖြစ်ပြီးတော့အမြဲတမ်း စီဝိုင်းလုပ်ငန်းတွေလူမွေးလုပ်ငန်းတွေမှာတာယာဖြောင်းလို့ဘယ်လို sense of all ရေးချိန်မောင်းနေရဆိုလို့ရှိရင်စီဝိုင်းတော့ကမိသားစုဘဝဒီဆောက်တဲ့ခါမှာအကဲကဲလေးရှိနေတယ်အဲဒါကြောင့်မိသားစုရေးချိုးတာရေးတဲ့စကားတွေပြောပြီးတော့အဲမင်္ဂလာရှိအောင်နေမှာညအောင်ပေါ့နောက်နံပါတ်3ကခေါင်းတိုက်စကားတွေကျောင်းရောက်ခင်လာချက်တာကျောင်းနဲ့ပြီးတော့ဒီညွန်နေကြတာလေးစားနေကြတာ ကြည့်ပြအောင်ပြပြအောင်ကြည့်လို့ပြအောင်လေးစားပြအောင်မပြောရဘူးဒါဆိုရင်လားရှိပြီဒါရှိအောင် now စိတ်နဲ့ပတ်သက်တဲ့မကောင်းမှုဆိုတာ၃ပါအဲ့ဒါပါလို့ဆိုရင်နံပါတ်၁ဒီဘက်ပစ္စည်းဥစ္စာတွေကိုငါဘယ်လိုရအောင်ကြံရမလဲဆိုရင်မတရားကြံတာပါနံပါတ်၂ဒီဘက်အသက်တွေဘယ်လိုသားမလဲဆိုတဲ့အကြံတွေပါနံပါတ်၃ကံတန်ရဲ့အကျိုးမယုံညံဘဲနဲ့ချင်ရလောက်တာပါပဲအကောလူစွာတင်မျိုးပါပဲ လေးပါပြီးသွားတာပါပဲဆိုနောက်ဘဝဆိုတာမမြင်ရတာမှမဟုတ်တာဆိုပြီးတော့ပေါင်းဖို့မရှောင်းပေါင်းဖို့မဆောင်မနဲ့နေတာပါတော့ထင်ရဆိုင်တဲ့လူသာအញ្ញာထင်ရဆိုင်ရင်တော့ထင်ရဖြစ်တာနော်ထင်ရဆိုင်တော့ထင်ရဖြစ်တယ်ဆိုလို့ရှိရင်ဒါအနေနဲ့တွေ့ဘူးခင်ဗျားကြောင့်မိသားစုရဲ့အနေနဲ့ကင်းဖို့ဆိုရင်မင်္ဂလာရှိတယ်မင်္ဂလာရှိဖို့ဆိုရင် မကောင်းမှု10ပါးရှောင်းကာယကံ3ပါးဝစီကံ4ပါးမနောကံ3ပါးအဲ့ဒါရှောင်းပြီးတော့နေမင်္ဂလာရှိပြီဒေသကြောင့်ဒီအောင်မြမဒေသတဲ့မိသားစုတွေဘေးအနေကင်းတဲ့ကင်းကြစေဖို့မင်္ဂလာရှိတဲ့ရှိကြစေဖို့မကောင်းမှုရှောင်းပြီးတော့ဒီကြပါနောက်ဒုတိယစကလုံးလေးကစက်တည်ရှိအောင်နေတဲ့ကစက်တည်ရှိအောင်ကြလို့မရတော့ဆိုရင်ကောင်းမှုပြုနေစက်တည်ရှိတယ် ရားရှိခွန်နေမေတ္တာပို့နေအဲ့ဒါမှကောင်းမှုတစ်ခုခုပြုကုသိုလ်တစ်ခုခုပြုနေဒီနာဆောက်ပြီးထားရင်အဲ့ဒါကျက်တည်ရှိတယ်ကျက်တည်ရှိရင်ချမ်းသာတယ်ငြိမ်းရတယ်အဲ့တော့နေ့တည်နေဒီမှာဒီသမီးတွေဘုန်းတော်ဘုရားတွေရှိခွင့်ရတယ်မလားဘယ်အမကြီးကိုလည်းလူစေရလိမ့်မယ်။ဟုတ်လား။ဒါဘုရားရှိခိုးရမှာပဲလို့ကြက်တည်ရှိတယ်။ तो मीरा जो भी दिया निकी ना बादे सही सही है निकी ना बादे कुछ सही है निकी ना बादे वो सही लो बेटा वो साबाई डी सो नहीं ना चे दी सी तो दी ने मान दी जाने लुए दिया निकी ना बादे सही सही है निकी ना बादे कुछ सही है निकी ना बादे कुछ सही लो सो नहीं ना चे दी सी तो दिया को ने मान दी जाने लुए दिया निकी ना बादे सही सही है निकी ना बादे कुछ सही है ကိုစိတ်နဲ့သာချမ်းသာကြပါစေလို့ဆိုနေနေပဲအငယ်ကင်းပြီးတော့ကြက်တည်ရှိတယ်ခင်ဗျာအဲ့ဒါလေးဆိုနေရတယ်နော်အဲ့ဒီချိန်မှာအရင်ကြီးအငယ်တွေများနေပြီများရောက်လာမှမဒီရောက်လာတယ်အဲ့ဒါမေတ္တာကိုစာပဲလို့ဆိုမေတ္တာပို့တဲ့အခါမှာဟင်းသာများအပြန်တင်တယ်လို့ပို့ရတယ်တဲ့ဟင်းသာတွေဘယ်လိုလုပ်ဆိုဟင်းသာဒီနေ့ဒီပထမတော့ပဲငှက်ကြည့်ပြပါမယ်ဒါကြီးဝေးဝေးကြီးမပြနိုင်ဘူးလေဒီနေ့ချင်းချင်းပြန်ကြည့်ရတော့ ပြီးရင်တဏ္ဏတော့ပြန်တယ်လေဝါတရားတော့ပြန်တယ်အဲ့ဒါအနမနာပိတရားလောက်ပြန်နေပြီကြတယ်တို့အကျိုးအဝိဇ္ဇုတိပြန်ပေါ်လာတယ်အဲ့လိုပဲမေတ္တာပို့ရင်ကိုနိနာစပူရနောက်တည်ပြီးတဲ့လူစပူကိုနိစပူရမနပါဘူးအဲ့ဒါကိုအဲ့ဒီအကင်းစိတ်ဆင်းရဲကိုဆင်းရဲကင်းရမှာလို့ဤကိုကိုယ်ကိုယ်ဆိုတာ ဟိုအဓိကပဲလေမှန်ပါပါပြီးတော့မှကိုယ်နိုင်တော့ငါ့ရဲ့မိသားစုတွေပြည်နေပြည်နေပါဆေးဆင်းရည်ပြည်နေပါကိုယ်ဆင်းရည်ပြည်နေပါကိုယ်စိတ်နဲ့ကချမ်းသာကြပါလေဆိုပြီးတကယ်အကျိုးလုံလာချစ်ခင်တဲ့စိတ်နဲ့မိသားစုတွေကောင်းကောင်းပေါ်မှာမေတ္တာဖြန့်ရတယ်မှန်ပါပါတိုင်းလုံးဖြန့်တိုင်းလုံးလုံးချုံပြီးတော့အေးချမ်းနေပါပဲမှန်ပါတော့တို့ရင်တမရောက်လာတဲ့သူတွေဘီရနေကင်းပြီးတော့ချမ်းသာကြပါလေဆိုတော့အိမ်ထဲရောက်လိုက်တယ်ဘီရနေကင်းပြီးတော့ချမ်းသာမှုရေးကိုခံရပါပေါ့ ကျွန်တော်ကြောင်းဒီဗီဒီယိုပေးကြတယ်ကြောင်းရောက်လာရင်ပြေးသွားတာပဲဆိုတာဒီလိုဖြစ်ပါတော့เนาะကြောင်းအောင်ပြန်ပြရမယ့်ပို့ထားချက်သွားရကြောင်းနဲ့ရောက်လိုက်ပြန်ပြီးမိတ္တအဖို့ရတဲ့ခံစားရတော့တက်ရောက်ပြီးရှိပါတော့အဲဒါတို့ညမှာရောက်လာတဲ့ဒီဒီတိုင်းညတဲ့ဒီပြည့်နေစင်ညပါလေဆက်စင်ရည်ပြညမှာဒီကိုစင်ရည်ပြညမှာဒီစင်ပြမှာချမ်းမြမ်းသာသာပြီးမိမိတို့ရဲ့အရေးမိသားစုရဲ့စောင့်ဝင်ဒီကိုရေးနိုင်ရေးနောက်ဆုံးပုံရင်းပြောရင်ပေးရဖြစ်အောင်လွယ်ဘူးစားဖြည့်ရှင်းနိုင်ကြပါလေ ို့ဆိုပြီးအစီအစဉ်လေးလုပ်ခါရတယ်။ပြီးတော့တို့ဒီအပေါ်ကမှမြင်ရတဲ့လူတွေဒီလိုမှမြင်ရတဲ့လူတွေဟောဒါတိုင်းဒါတိုင်းကြည့်ကြည့်တော့မလား။အဲဒီတော့ဒီနေ့ငန်းမှာလည်းလာနေပြီနော်။အာတက်ရှိနေတဲ့ပတ်သက်တဲ့ဘာကြီးကို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 ရေးနေကင်းတဲ့ကင်းညာပါလေဆင်းဆင်းရဲတဲ့ကင်းညာပါလေကိုဆင်းရဲတဲ့ကင်းညာပါလေကိုစိတ်နဲ့ချမ်းမြမ်းတာတာနဲ့မိမိတို့ရဲ့အရေးချမ်းမာရဲ့ဒီသားစုရဲ့စာဝန်တွေအိုရင်းနိုင်သေးတယ်ကို လွယ်ကူစွာဖြည့်ဆင်းနိုင်ကြပါသည်လို့မေတ္တာနဲ့ပို့တယ်ဆိုရင်လုံချုံပြီးတော့အေးချမ်းတယ်စောစောပြောတဲ့စကားနဲ့ပြောမယ်ဆိုရင်စိတ်တွေရှိတယ်ကျက်တည်ခြင်းကိုပါရှိရတော့ကုသိုလ်ရှိရတယ်။ဘုရားရှိခိုးတာနဲ့ပြုလို့မေတ္တာပို့တာနဲ့ကုသိုလ်နောက်သီလနဲ့ဆောင်ရတယ်။မှန်ပါဘူး။ဘာမှသီလနဲ့ဆောင်ဖို့နော်။ လာနေအောင်ဘုန်းကြီးတွေပြင်ပြီးတော့နေတိုင်းတော့ဝိုင်းကြီးတက်လို့လုပ်ပြရမှာပါဘူး။ဘုရားနဲ့ကငါးပါးတိတာလုံတော့ထိမှလည်းဆိုပြီးစိတ်ကအတိတ်ကနိုင်လည်းမမီးဘူးလား။ပြီးသွားတာဘုရားအင်းရှိရမရရှိမလားပြီးတော့ဒီလိုဘာသာနဲ့ဘာသာဝင်တာမသိအားနဲ့နာဝေဒမသိဆိုတာဆောက်ပြီးလိုက်လေလုံသွားတာလေ။အဲဒါဆိုကျက်သေးရှိတယ်။အဲကျက်သေးရှိအောင်လို့နေရမှာဆိုတာ။နောက်ဒါနာကောင်းမှုတစ်ခုခုပြုနေတယ်ကျက်သေးရှိ။ဘာသာအောင်မြန်မာနှစ်က ဆုံးဖို့လို့တို့တို့လည်းပဲနေ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 အဲ့ဒီဆုံးနေတိုင်းစားနေရအဲ့ဒါဆုံးဆုံးရင်းမှာပို့တယ်ဒီမှာရင်းမဟုတ်ဘူးအဲ့ဟုတ်ပါတယ်တပတ်တခါပဲဘောတော့တပတ်တခါခုနေတိုင်းနေတိုင်းတော့ပို့ကောင်းတယ်အဲ့တော့ပြောချင်တာအဲ့ဆုံးချက်ကိုပဲကျုပ်ကစားတာစားလို့ကျုပ်ပြောချင်တာဘာလို့ဆိုတော့ပြီးပြောဖို့ထင်တယ် ဘာတော့လည်းရေနားမနိုင်ဘူးလေ။ဘာလဲ။ဒါကြီးပြတ်တာ။အဲ့တော့ကျုပ်ဆိုရင်ဆိုရင်ပြပြီးတော့လူ။ကျေညွန်ကုန်လေးပယ်ပြီးတော့ချက်ကြပါ။ဟုတ်ပါဗျာ။ဘုဒ္ဓရှင်မကြီးတို့စက်တည်ရှိစက်တည်ရှိရင်ဘုံကံတွေတက်လာပြီးတော့ချမ်းသာတော့တာ။ဒါဘုံကံဆိုတာလည်းစက်တည်ကိုတော့တာ။စက်တည်ကျတော့ဘာအကြောင်းဆိုတော့ခါကျစက်တည်ရဲ့အခြေခံကနှစ်လုံးရှိတယ်။ပညာနဲ့ပြုတို့ပညာဆိုတာစိတ္တုတ္တရား လုံးတဲ့နဲ့လုံးတဲ့ပြောတဲ့စပြောတဲ့เนาะမသွားတဲ့သွားတဲ့ဆိုတော့စဉ်းညတုံးတရားကိုအခြေခံပြီးတော့နေချက်သေးရှိတယ်ပြီးတော့အဲ့ဒီမလုံးတဲ့မလုံးတဲ့နဲ့မလုံးတဲ့မလုံးတဲ့နဲ့စလာလေးကိုပညာကထောက်ခံပေးတဲ့အခါလုံးတဲ့မှလည်းလို့ခြေထွက်တဲ့ဘုသူလုံငန်းတွေကိုလုံးရဲ့ချက်သေးတွေပို့ပြီးတော့တုတ်တက်တာချက်သေးရှိရင်ချမ်းသာလာတာပဲနော်အဲ့ဒါမိသားစုတွေချမ်းသာတယ်ချမ်းသာဖို့မလိုအောင်မလိုချက်သေးရှိအောင်နေရမယ် အပိုင်းနှစ်ပိုင်းမင်္ဂလာရှိအောင်နေရမယ်စိတ်တည်ရှိအောင်နေရမင်္ဂလာရှိရင်ဒီရင်ကင်းတဲ့စိတ်တည်ရှိရင်စီပေါ်စာတို့ပြီးတော့ချမ်းသာတယ်အဲဆိုရင်မင်္ဂလာရှိအောင်ဘလို့နေမကောင်းမှုရှောင်ပေါ့စိတ်တည်ရှိအောင်ဘလို့နေကောင်းမှုရှောင်ပြီးတော့နေအဲ့ဒီလေဒီကောင်းမှုတွေဒီလိုခုကဆရာတော်တန်ခါတော်ရှင်နေတယ်ဒီလိုပြတ်တယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံသေးဖို့ရအောင် ရဏဂုံသုံးပါးနဲ့တကောငါးပါးတိတော်ခိုင်စားတည်ပြီးတော့ဆရာတော်သံဃာတော်ရှင်မြတ်တွေပို့တာတဲ့မေတ္တာပယတရားတော်မြတ်တို့လည်းပဲဒီကနေ့ကင်းတဲ့ပညာဇေဝချမ်းသာတဲ့ချမ်းသာရသည်ကိုနာကြားကြည့်လို့အောင်မြင်ပါလိမ့်ဆရာတော်သံဃာတော်ရှင်မြတ်တို့ရောက်ရောက်ချင်းမင်္ဂလာကျက်ဒီရပေါင်းတဲ့ပြည်စုံသေးဖို့ရဗုဒ္ဓဘိတိကဘုရားအနေကသာတင်ဖြစ်နေဆင်ရင်ပြီးတော့ပူဇော်လိုက်ပါလေဒီကောင်းမှုတွေကြောင့်ဒီအိမ်ထဲမှာနေကြတဲ့လူသားတွေရောက်ရှိလာတဲ့သူတော်ဘာဖြစ်လဲ ိသားစုတွေသွားလျာလာလျာနေထိုင်ရတော့နိုင်ဘေးရန်အန္တရာယ်များကင်းတဲ့ကင်းချမ်းသာတဲ့ချမ်းသာနေတဲ့နေနေပြီနောက်ဆုံးချမ်းသာပြီးချမ်းသာရဖြစ်တော့နေကချမ်းသာလို့မြန်မကြကိုစီကမျက်မှောက်ပြုလည်နိုင်ကြပါစေ